တမရဟောင်းဂျိုးဘိုက်တန်လက်ထက်တုန်းကဒုက္ခသည်အဖြစ်ဝင်ရောက်အခြေချခွင့်ရသူတွေကိုပြန်ပြီးသုံးသပ်စစ်ဆေးဖို့လက်ရှိတမရဒေါ်နယ်ထရမ့်ကညွှန်ကြားထားပါတယ်။အဲ့ဒီအကြောင်းပါရှိတဲ့ရုံတွင်းစာရွက်စာတမ်းကိုနိုဝင်ဘာ24ရက်နေ့မှာ AP သတင်းဌာနကမျက်မြင်တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ American ဟာစစ်တမ်းနဲ့အာနာရှင်တွေရဲ့ဖိနှိပ်ညှဉ်းပန်းမှုတန်ခံနေရတဲ့နိုင်ငံတွေကနေထွက်ပြေးခိုးလုံလာသူတွေကိုဒုက္ခသည်အဖြစ်ဆယ်စုနှစ်တွေနဲ့ချီလက်ခံခဲ့တာပါ။ ဒါပေမဲ့အခုတော့မူဝါဒရေးရမှာအပြောင်းလဲတွေကြီးကြီးမားမားစတင်လာတော့မယ့်သဘောဖြစ်ပါတယ်။ဒုက္ခတွေတတ်မှတ်ချက်နဲ့ရောက်ရှိနေသူတွေကိုပြန်လဲစီစစ်မယ်ဆိုတဲ့သတင်းကဘိုင်ဒန်တာဝန်ယူတဲ့၄နှစ်သက်တမ်းကာလအတွင်းအမေရိကန်ကိုဒုက္ခတွေအဖြစ်ရောက်လာသူ၂သိန်းနီးပါးအတွက်စိုးရိမ်စရာ ဖြစ်လာပါတယ်။တခြားတစ်ဖက်မှာတော့အစိုးရရဲ့အဲ့ဒီအားထုတ်မှုအပေါ်လူအခွင့်အရေးအဖွဲ့အစည်းတွေက တရားရေးအရစိန်ခေါ်ဟန့်တားတာမျိုးတွေရှိလာနိုင်ပါတယ်။အဲ့ဒီအဖွဲ့အစည်းတွေက ဒီကိစ္စဟာဇာတိနိုင်ငံမှာဒုက္ခတွေကြုံနေလို့အမေရိကန်မှာဘဝတည်းအဆပြုကျင်းသူတွေအပေါ်အစိုးရရဲ့နောက်ထပ်သွေးအေးရက်ဆက်တဲ့လုပ်ရက်တစ်ခုလို့ဆွဆွဲဝေဖန်ခဲ့ကြပါတယ်။ AP သတင်းဌာနကတွေးရှိခဲ့တဲ့ရုံးတွင်းညွှန်ကြားချက်ကိုအမေရိကန်နိုင်ငံသားနှင့်လူဝင်မှုကြီးကြပ်ရေးဌာန USCIS ညွှန်ကြားရေးမှူး Joseph Atlow ကလက်မှတ်ရေးထိုးခဲ့ပြီး November 21ရက်နေ့ရက်စွဲတက်ထားတယ်လို့ဆိုပါတယ်။ညွှန်ကြားချက်ထဲမှာတော့2021 January 20ရက်နေ့ကနေ 2025ဖေဖော်ဝါရီ20ရက်နေ့ထိတော်တွင် American ကဒုက္ခသည်အဖြစ်လက်ခံထားသူအားလုံးကို3လတာအတွင်းမှာပြန်လည်မေးမြန်းစစ်ဆေးဖို့ပါရှိပါတယ်။ဒုက္ခသည်အရေးတက်ကြွလှူရှားသူတွေကတော့ဒုက္ခသည်တွေအားလုံးဟာ American ကိုဝင်ရောက်ခွင့်ရဖို့နှစ်တွေနဲ့ချီစောင့်ဆိုင်းကြရပြီးအမှန်တကယ်အကူအညီလိုအပ်နေသူတွေလို့ပြောပါတယ်။ညွန်ကြားချက်ထဲမှာတော့ပေါ်ပြပါအချိန်အပိုင်းခြားအတွင်းရောက်ရှိလာတဲ့ဒုက္ခသည်တွေအတွက် Green Card ထုတ်ပေးမဲ့ကိစ္စတွေကိုလည်းချက်ချင်းဆိုင်းငံ့ထားစေဖို့ပါရှိပါတယ်။ စုံစမ်းစစ်ဆေးမှုတွေမှာလူတဦးတယောက်ဟာဒုက္ခတဲ့ဆန်နှုံးတွေနဲ့မညီဘဲပြည်ရင်းကိုဝင်ရောက်လာကြောင်းဆုံးဖြတ်လိုက်ပြီးဆိုရင်အဲ့ဒီအပေါ်အယူခံဝင်ခွင့်လည်းရှိမှာမဟုတ်ဘူးလို့ AP ကဆိုပါတယ်။ဒါအပြင် Green Card ရပြီးသားဒုက္ခသည်တွေရဲ့အနေအထားကိုပါပြန်လည်စစ်ဆေးဖို့ညွှန်ကြားထားကြောင်းလည်းသိရတာပါ။ USCIS ဟာပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနလက်အောက်ခံဌာနခွဲတစ်ခု ဖြစ်ပါတယ်။အင်ဖြူရောကတော့အခုညွှန်ကြားချက်နဲ့ပတ်သက်လို့ဘာမှချမ်းမှာမပေးသေးပါဘူး။ Trump က ရွှေ့ပြောင်းအခြေချမှုတွေကိုဖြိုခွင်းမဲ့မူဝါဒတွေကိုအင်တိုက်အားတဲ့အကောင့်ထဲပေါ်နေပါတယ်။မကြသေးခင်ကတော့ Trump ဟာလာမယ့်နှစ်အတွက်အမေရိကန်ကလက်ခံမဲ့ဒုက္ခသည်ဥယျာဉ်ကို9500အထိရှော့ချခဲ့ပြီးတောင်အာဖရိကနိုင်ငံရဲ့လူပြူတွေကိုပဲအဓိကလက်ခံသွားမယ်လို့ညွှန်ကြားခဲ့ပါတယ်။အဲ့ဒီအရေးအတွက်ဟာဒုက္ခသည်လက်ခံရေးအစီအမံစတင်တဲ့1980နောက်ပိုင်းအတွင်းစံချိန်တင်အနည်းဆုံးအဖြစ်လဲမှတ်တမ်းဝင်ခဲ့ပါတယ်ရှင်။